နိုင်ငံတမောကြီးဆွေးလုပ်ပြီးတဲ့နောက်မှာတော့ဗင်နီဇွဲလားကဆွေးနွေးလိုတဲ့ဆန္ဒရှိလာတယ်လို့တမန်ထရန့်ကပြောပါတယ်။ဗင်နီဇွဲလားအနေနဲ့ထရန့်ကိုဒူးထောက်တော့မှာလား။ကာရီဘီယံမြေလမ်းပြင်မှာအမေရိကန်ရဲ့နည်းပညာအမြင့်ဆုံးနိုင်ငံတမောကြီး US Draft ဖို့ဆွေးလုပ်ပြီးတဲ့နောက်မှာတော့ဗင်နီဇွဲလားတောင်ရှိသူတွေဘက်ကဆွေးနွေးခြင်းနဲ့ဆန္ဒရှိလာကြောင်းတမန်ထရန့်ကပြောပါတယ်။ဗင်နီဇွဲလားတမန်မာဒူနဲ့ဆွေးနွေးဖြစ်နိုင်ခြင်းရှိပြီးဘယ်လိုဖြစ်လာအောင်လဲဆိုတာတော့ကြည့်ရအောင်မယ်ထရန့်ကသတင်းတောက်တွေကိုပြောပါတယ်။ ဗီနီဇွဲလာပြည်သူတွေမျောလင့်နေတာကအာနာရှင်မာဒူရိုကိုဖြုတ်ချတာဒီလိုမျိုးမျောလင့်နေပေမဲ့ထရန့်ရဲ့ပုံစံကတော့ဗီနီဇွဲလာတမန်မာဒူရိုကိုဖြုတ်ချဖို့မဟုတ်ပဲဗီနီဇွဲလာရဲ့ရင်နံတိုက်ကိုလိုချင်နေတဲ့ပုံသာပိုးထွက်နေပါလေကမ္ဘာအကြီးဆုံးလေးနေသမောကြီး USS Gerald Ford ဟာနိုင်ငံဖြတ်ကျော်ရာစုကန်နေနှိမ်နင်းဖို့ဆိုပြီးတော့ Caribbean ပင်လယ်ပြင်တွေကို November 16ရက်နေ့မှာရောက်ရှိလာတာပါ ဒီတက်ဖြတ်မှုဟာရေတက်သွင်းသောဒါဇင်နဲ့ချီတက်ဖွဲ့ဝင်12000ဒီပါပါဝင်ပြီးကာရီဘီယံဒေသမှာ35နှစ်အတွင်းအကြီးမားဆုံးစစ်အင်အားချထားမှုဖြစ်ပါလေဒီစစ်စစ်ရဲ့စနေမလာကလေးကမူရင်မောင်ခိုလေလို့ယူဆတဲ့လေတို့တိုက်ခိုက်ရမှာလူ80ကျော်သေဆုံးပြီးဖြစ်ပါလေအချိန်ထဲမှာပဲအမေရိကန်နိုင်ငံဂျာယင်ဝန်ကြီးမာကိုဘီယိုကကာတက်ဒီလော့ဆိုးဆိုတဲ့အဖွဲ့ကိုနိုင်ငံခြားအကြံပေးအဖွဲ့ဖြစ်တတ်မှတ်မယ်လို့ကြေညာပါလေ ဒီမူရင်ကိုင်ကိုသမရမော်ဒယ်နဲ့သူ့ဆိုရအရာရှိကြီးတွေကဥဆောင်နေတာလို့အမေရိကန်ကဆွဆွဲပါတယ်ဒီကာတဲဒီလော့ဆိုးဆိုတဲ့ဖွဲ့ကိုအကြံပြုဖွဲ့ဖြစ်ကျင်ညာလိုက်ပြီဆိုရင်တော့မာဒူရိုရဲ့ကန်ဂျင်မာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသွားမှာဖြစ်ပါတယ်မာဒူရိုကတော့အမေရိကန်ဟာစစ်ကိုအကြောင်းရှာဖန်တီးနေတယ်လို့ဆွဆွဲပါတယ်ငင်းကြဲရေးကိုမိမိအနေနဲ့လိုလားကြောင်းနဲ့ဗီနီဇိုလာနိုင်ငံဟာနောက်ထပ်လစ်ဗျာနောက်ထပ်အာဖဂန်လိုအဖြစ်မျိုးမဖြစ်စေချင်ဘူးဆိုပြီး CNN ကိုပြောပါတယ်တကယ်သာဖြစ်မယ်ဆိုရင်တော့ မာဒူရိုအနေနဲ့အမေရိကကိုခံတိုက်ဖို့ဆိုတာကတော့မလွယ်ကူလှပါဘူး။ဒါပေမဲ့ဗီနီဇွဲလားနိုင်ငံအတွင်းကအခြေအနေတွေကိုမိမိတို့အနေနဲ့စောင့်ကြည့်နေပါတယ်ဆိုပြီးတော့ရုရှားကပြောပါတယ်။အမေရိကန်အနေနဲ့တစ်ဖက်ကအနိုင်ကျင့်မှုမျိုးကိုတက်နိုင်သမျှရှောင်ရှားဖို့လိုအပ်တယ်ဆိုပြီးတော့ရုရှားသမ္မတပူတင်ကပြောပါတယ်။ဗီနီဇွဲလားဟာရုရှားနဲ့နီးကပ်တဲ့မဟာမိတ်ဖြစ်ပါတယ်။တောင်အမေရိကတိုင်းမှာဆိုရင် ရုရှားအတွက်အနီးကပ်မဟာမိတ်ဆိုပြပါဆိုရင်ဗီနီဇွဲလာကိုပြအမှာဖြစ်ပါလေ။ဒါကြောင့်ရုရှားလို့ကလည်းဗီနီဇွဲလာကိုပြစ်မထားပါဘူးလို့ဆိုပါတယ်။လောလောဆယ်မှာတော့စီးရဲတင်မမှုတွေဟာမြင့်တက်နေပြီးဗီနီဇွဲလာကလည်းအစ်မင့်ဆုံးတက်လှန်ထားတယ်လို့သိရပါတယ်။ဒီအချိန်ကြောင့်မှုကိုတွန့်ပြန်တဲ့အနေနဲ့ဗီနီဇွဲလာသမ္မတမာဒူရိုဟာတပ်ဖွဲ့တွေနဲ့ပြည်သူလူထုကိုအစ်မင့်ဆုံးတက်လှန်ထားပြီးမာရူကဘလို့ရာဇမှုဆိုင်ရာကျူးကျော်မှုကိုမဆိုတွန်းလှန်မှုအသိရှိကြောင်း Facebook မှာရေးခဲ့တဲ့ပြင် ပြီးခဲ့တဲ့အင်္ဂါနေ့ကလေးကစင့်အာနှစ်သိန်းပေါင်နဲ့ကြီးရည်လေးစီးလေးကြည့်မှုကြီးကိုနိုင်ငံတော်ဆက်တင်ခဲ့ပါတယ်။နိုင်ငံတကာကိုပန်ကြားချက်ဆိုတဲ့ခေါင်းစဉ်နဲ့မာဒူရိုကအမေရိကန်သမ္မတထရန်အာအာဖဂန်နစ္စတန်နဲ့မှလျှပြခဲ့သူအဆုံးရှိသောစစ်ပွဲတစ်ခုကိုမစတင်ဖို့တတိပေးပါတယ်။ဗင်နီဇွဲလားနိုင်ငံသားဝင်ကြီးကလည်းမကျူးကျော်ရဲပါစေနဲ့ကျွန်တော်တို့အသင့်ပဲလို့ပြတ်သားစွာတုံ့ပြန်ပါတယ်။ ဒီစစ်စင်ရရုတ်တရက်ပေါ်ပေါက်လာတာမဟုတ်ပါဘူးပြီးခဲ့တဲ့စက်တင်ဘာလကစပြီးအမေရိကန်တပ်တွေကနိုင်ငံတကာရေပိုက်နယ်တွင်မူရစ်စေးသဲဆောင်တယ်လို့ယူဆတဲ့သင်္ဘောငွေ20ကိုတိုက်ခိုက်ပြီးဖြစ်ပြီးတော့လူ80အနည်းဆုံးသေဆုံးခဲ့ကြောင်းသတင်းတွေကဖော်ပြပါတယ်အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရကွန်ဂရက်ရဲ့ခွင့်ပြုချက်မရှိဘဲစစ်ကြေညာကိုမရှိပါဘူးသမ္မတထရန့်ကမူရစ်စေးဝါမွန်ခုကူးတူတွေကိုတိုက်ခိုက်ဖို့အတွက်ကွန်ဂရက်ကိုခွင့်ပြုချက်တောင်းခံနေမှာမဟုတ်ကြောင်းပြောဆိုထားတဲ့အတွက်ဒေတာတွင်တင်မှဟူကတော့ဆက်လက်မြင့်တက်နေစေဖြစ်ပါတယ် ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရုရှားစီကနေစွန့်ရင်တင်သွင်းတဲ့နိုင်ငံတွေကိုသွင်းကုန်ခွန်900ရာခိုင်နှုန်းကောက်မဲ့လွတ်တော်ဆိုကိုဒေါ်နယ်ထရန့်ကထောက်ခံပါတယ်။ယူကရိန်းကတော့စစ်မှာရုရှားရဲ့အဓိကဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ရေနံနဲ့စွန့်ရင်လုံစာကိုအဓိကဝယ်ယူတင်သွင်းနေတဲ့နိုင်ငံတွေကိုသွင်းကုန်ခွန်900ရာခိုင်နှုန်းထိတိုးမြင့်ကောက်ခံဖို့အမေရိကန်ထက်လွတ်တော်မှာဥပဒေကြမ်းဆိုတင်သွင်းဖို့စီစဉ်နေမှုပေါ်သမ္မတထရန့်ကိုယ်တိုင်လည်းထောက်ခံထားကြောင်းသိရပါတယ်။ ရပ်ပလီကန်အမတ်ဗင်ဆေးဂရီဟန်ဦးဆောင်မီရုရှားရဲ့ယူကရိန်းပေါ်ပုံမရက်ဆက်စွာတိုက်ခိုက်နေမှုကိုဟန်တားနိုင်ဖို့စီးရဲသုံးစစ်ကိုဖျက်တော့နိုင်မယ်အဲ့ဒီအဆိုတင်သွင်းမှုကိုအခုအမြန်ဆုံးတင်သွင်းပြီးမဲပီတီဗီကိုစီစဉ်နေပါတယ်ရုရှားနဲ့မဟာမိတ်ဖြစ်စီးပွားရေးဆက်လုပ်နေတဲ့နိုင်ငံများတဲ့အိန္ဒိယနဲ့တရုတ်ဟာရုရှားစီကစွန့်ရင်အများဆုံးတင်သွင်းနေတဲ့နိုင်ငံတွေဖြစ်ပါလေ။တင်မာမှုတွေဟာအမြင့်ဆုံးပြန်ဖြစ်လာနိုင်ပေမဲ့ဖလော်ရီဒါမှအင်ပီရိုကိုပြန်မဲ့ခီးစဉ်တိုင်းကတော့နဲ့ထရန့်ကသူကိုယ်တိုင်လည်း Republican Party မှတင်သွင်းတဲ့အဲ့ဒီဥပဒေမူကြမ်းကိုလက်ခံပါတယ်လို့ပြောပါတယ်။ Bloomberg ရဲ့ဖော်ပြချက်အရရုရှားကရင်းနှီးတဲ့သဘောတူညီအဓိကတင်သွင်းတဲ့အိန္ဒိယနဲ့တရုတ်တို့အပြင်အီရန်ကိုပါအဓိကပြစ်မှတ်ထားပြီးတွင်းကုန်ကုန်900ရာခိုင်နှုန်းအထိတိုးမြှင့်မှုရှိတယ်လို့သမားခန့်ကပြောပါတယ်။ဒီဥပဒေမူကြမ်းကိုတည်ပြုဖို့ American ထက်လွတ်တော်ဟာအများဆုံးစဉ်းစားနေပြီး Ukraine ရဲ့မြေထားကွန်ရက်ဗဟိုချက်ဖြစ်တဲ့ Pokrov မြို့အားစစ်အားနှစ်သိန်းအထိတိုးမြှင့်သိမ်းပိုက်ဖို့ရုရှားရဲ့တိုက်ခိုက်နေမှုမအောင်မြင်ခင်ဥပဒေထုတ်ပြန်နိုင်ဖို့စူးစမ်းနေပါတယ်။ ထရန့်ဟာ2025အောက်တိုဘာလမှာရုရှားစီကစွန့်ရင်ဝယ်ယူမှုများစွာလုပ်နေတဲ့အိန္ဒိယကိုတွင်းကုန်ခွန်25ရာခိုင်နှုန်းတွင်းမြင့်ပြီးစစ်စုပေါင်း50ရာခိုင်နှုန်းကောက်ခံတယ်လို့သမ္မတအမိန့်နဲ့ထုတ်ပြန်ခဲ့ရာအိန္ဒိယဘက်မှဝယ်ယူတင်သွင်းမှု short ချလာတဲ့အတွက်ကျင်းလောက်ပေါ်အခြေအနေရောက်ရင်တော့တွင်းကုန်ခွန်မြင့်နေတာမှုပြန် short ချပေးမယ်လို့ဆိုပါတယ်နောက်တဲ့တဲ့ဘုတ်ပြောချင်တယ်ဗျဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းရှိခ်ဟာစီနာကို မျက်ွယ်သိမ်းချမှတ်လိုက်ပါတယ်ပြီးခဲ့တဲ့နှစ်ကယာတူကဖေရှားခံခဲ့ရတဲ့ မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုမနေ့ကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုကိုနှေးနေရမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေအတွက်မြန်မာနိုင်ငံအတွင်းထူထောင်ထားတဲ့ထူးခုန်ယုံဖြစ်တဲ့နိုင်ငံတကာရာဇဝမှုဆိုင်ရာခုံယုံကနေမျက်ကွယ်သေးတမ်းချမှတ်ပါတယ်ရှိတ်ဟာစီနာဟာဆန္ဒပြမှုတွေပေါ်အသက်သေစနိုင်တဲ့အင်အားကိုအသုံးပြုခွင့်ပေးတဲ့အတွက်ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရပြီးပြီးခဲ့တဲ့နှစ်အဒီတယုံကာလအတွင်းဆန္ဒပြသူ1400လောက်တေဆုံးခဲ့ရပါတယ် ရှိန်ဟာဇီနာဟာ2024ဇူလိုင်လမှာယာရူကဖေရှားခံရပြီးနောက်အိန္ဒိယကိုထွက်ပြေးသွားပါတယ်။ရှင်နေတွေကဆန္ဒပြမှုတွင်ယာနဲ့ချီတဲ့တပ်ဖြတ်မှုတွေနောက်ကွယ်မှာရှိန်ဟာဇီနာအဓိကရှိတယ်လို့ဆွဆွဲပါတယ်။ဆွဆွဲချက်အလုံးကိုဟာဇီနာကငင်းဆိုခဲ့ပြီးတရားစီရင်မှုကိုဗက်လိုက်မှုနဲ့နိုင်ငံရေးအရလှုံ့ဆော်မှုလို့ပြောပါတယ်။ ဒါပေမဲ့လည်းတရားအောင်မှာတော့ရှိခ်ဟာဇီနာကဆန္ဒပြမှုတွေအတွင်းလူသေးစေတဲ့လက်နက်တွေသုံးဖို့ခွင့်ပြုခဲ့တဲ့အတန်ဖိုင်ကိုဖွင့်ပြခဲ့ပါတယ်။တေရန်ချမတဟာခုတော့အိမ်ဆောင်အစိုးရအနေနဲ့သူမရဲ့ပါတီဖြစ်တဲ့အဝါမီလစ်ပါတီကိုနိုင်ငံရေးအင်အားစုဖြစ်ပေဖြစ်ဖို့နီးလပ်ဖြစ်ကြောင်းဟာဇီနာကပြောပါတယ်။တပ်တွေထောက်ထားတွေကိုတရားမျှတစွာစစ်ဆေးနိုင်တဲ့တရားမျှတတဲ့တရားဥပဒေအရမှာစွပ်စွဲသူတွေနဲ့ရင်ဆိုင်ဖို့မကြောက်ဘူးလို့ဆိုပါတယ်။ 2024ဆန္ဒပြမှုတွေအတွင်းတေဆုံးသူတွေနဲ့ဒဏ်ရာသူတွေရဲ့မိသားစုတွေကတော့ရှိတ်ဟာစီနာကိုအပြင်းထန်အပြစ်ပေးဖို့တောင်းဆိုကြပါတယ်။စီရင်ချက်မချမှုပနေလာနေကမြို့တော်ဒါကာမှာလုံခြုံရေးတင်းကျပ်ခဲ့ပြီးဟာစီနာကိုစစ်မြေသူတွေကစီတန်းလဲလဲကစီရင်ချက်ဖတ်ကြားခြင်းမှာထောက်ခံအားပေးပါတယ်။2024ခုနှစ်ရှိဟာဇီနာကိုယာရုကဖယ်ရှားပြီးနောက်စီးပွားရေးပညာရှင်မိုဟာမက်ယူနက်စ်ဦးဆောင်တဲ့အင်ဂျောင်းဆွေရကတောင်းယူခဲ့ပါတယ်။ပါလီမန်ရွေးကောက်ပွဲတွေကို2026ဖေဖော်ဝါရီမှာကျင်းပဖို့စီစဉ်ထားပါတယ်။ ချင်းဟာစင်နိုင်ရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အဝါမီလစ်ပါတီကိုဘင်္ဂလားဒေ့အင်ဆောင်ဆွေရကမေလမှာပိတ်ပင်ခဲ့ပါတယ်။အခုအစီရင်ချက်ကြောင့်အိန္ဒိယနဲ့ဘင်္ဂလားဒေ့တို့ကြားတာဝန်ရေးအစင်ခုံမှုဖြစ်လာပါတယ်။ဒါကကသူမကိုပြန်လည်လွှဲပြောင်းဖို့တရားဝင်တောင်းဆိုထားပေမဲ့အိန္ဒိယကတော့ပြန်လည်လွှဲပြောင်းဖို့စံနာမရှိပါဘူး။အခုလိုတရားဝင်စီရင်ချက်ဟာ2024ဆန္ဒပြမှုတွေအတွင်းသေဆုံးသူတွေရဲ့မိသားစုတွေကိုစိတ်သက်သာရာရစေပေမဲ့နိုင်ငံရဲ့နိုင်ငံရေးအကွဲအပြဲကိုရောပါသက်သာစေမှာမဟုတ်ဘူးလို့ဝေဖန်သူတွေကပြောပါတယ်။ ။နောက်သတင်းတပုတ်ပြောချင်ပါတယ်။ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့တာကာအီရှိဟာနိုင်ငံအတွက် အလုပ်ကြိုးစားမယ်လို့ကတိပေးခဲ့ပြီးတနေ့ကို2နာရီသာအိပ်တယ်လို့သိရပါတယ်။တာကာအီရှိဟာတနေ့ကို2နာရီကနေ4နာရီဝန်းကျင်ကအိပ်တယ်လို့ပြောပြီးနောက်နိုင်ငံထဲမှာပင်ပန်းနှွမ်းနေတဲ့ဝန်ထမ်းတွေကြားပုံပုံကောင်းမွန်တဲ့အလုံးနဲ့ဘွားမျှတမှုဆိုတဲ့သူရဲ့ကတိကိုပေါ်ဆွေးမှုတွေဖြစ်ပေါ်စေပါတယ်။တာကာအီရှိဟာဘန်နာရေးဆိုင်ရာပါကြကော်မတီကြားနာပွဲအတွက် သူမရဲ့လုပ်ပေါ်ကင်မရာတွေကိုရုံးခန်းစီမနက်3နာရီခေါ်ခဲ့လို့အတော်လေးကြေရိုက်ပါတယ်ဂျပန်မှာရှေးလျားတဲ့လှုပ်ချိန်တွေဘလို့ကင်တွေဖြည့်ရှင်းမဲ့ဆိုတဲ့မေးခွန်းမေးခင်ရပြီနော်တာကာအီချီကသူ့မျက်လုံးအောက်ကမျက်ရည်တွေကိုလက်ညှိုးထိုးပြပြီးသူဟာနိုင်ငံရေးမှာအားကြရတဲ့ပုံကိုဖြစ်တဲ့မာဂရက်သချာနဲ့တူညီစွာအဲ့ချိန်အနေငယ်နဲ့ပဲရှင်သန်နေရတယ်ဆိုတဲ့အကြောင်းလွှတ်တော်မတ်တွေကိုပြောပါတယ်တကာအီချီကဂျပန်ရဲ့ပထမဆုံးမျိုးသမီးခေါင်းဆောင်ဖြစ်ပြီးနိုင်ငံအတွက်အလုပ်ကျိုးစားမယ်လို့ကတိပေးခဲ့ပါတယ်။ ဲ့ဒီတော့ဂရီဘေးကြီးမကြမီတရင်ပတ်နိုင်ငံမှာပဲမနက်3:00နာရီမှာသူ့လက်ထောက်တွေကိုအစည်းအဝေးခေါ်ခဲ့လို့လူများကြားပြောစရာဖြစ်ခဲ့ပါတယ်။ခုဆိုရင်ကျမ2:00နာရီလောက်အိပ်ပါတယ်။အများဆုံး4:00နာရီလောက်ပါပဲလို့သူကခုတစ်ပတ်တွင်ကျင်းပတဲ့ဥပဒေပြုကော်မတီအစည်းအဝေးမှာနှုတ်တော်မှတ်တွေကိုပြောပါတယ်။ဒါကျမရဲ့အသားအရတော်တော်မကောင်းမှုထင်တယ်လို့လည်းအရှင်းဖောက်ခဲ့ပါတယ်။ဂျပန်မှာဝန်ထမ်းတွေဟာလုံခြုံကြရှိစွာလုံခြုံတာမကညဘက်မှာပဲလုံတော်ကံမတ်တွေနဲ့အချင်းပေးပြီးလူမှုဘဝကိုပုံမှန်လို့ဖြတ်တန်းနေရတဲ့လုပ်ငန်းခွင့်ရင်ကျင်းမှုကြောင့် ဒီရင်ကျင်းမှုကိုပြောင်းလဲဖို့ကရုန်းကန်နေရပါတယ်။ပြင်းထန်တဲ့အလုပ်ချိန်တွေနောက်ဆက်တွဲအနေနဲ့တည်ဆုံးတာပင်မဲနှဲနဲ့မှုကြောင့်အင်တာနက်ဇနီးမောင်းနဲ့တွေခလီမျိုးဖောက်မှုနှိမ့်ကျလာတဲ့ပေါ်မြင့်နေဖို့ခက်ခဲလာတဲ့ပေါ်အပြစ်တင်ခံရပါတယ်။မူကြီးကျောက်တကအီချီကတော့နိုင်ငံစီပေါ်ရေးတိုးတက်မှုကိုမြင့်တင်ဖို့ဝန်ထမ်းတွေကိုအခြေပြုလုံးလုံးဖို့မျှော်လင့်နေတာကြောင့်စိုးရိမ်မှုတွေရှိလာပြီးလက်ရှိမှာလည်းသူ့အစိုးရဖွဲ့ဟာအခြေပြုလောက်ခကန့်သက်ချက်တွေကိုမြင့်တင်ဖို့ဆွေးနွေးနေပါတယ် ဒါပေမဲ့အလုပ်အခြေအနေပြောင်းလဲမှုမှန်သမျှဟာအလုပ်သမားတွေရဲ့ကျန်းမာရေးကိုဦးစားပေးဆောင်ရွက်သွားဖို့သာရည်ရွယ်တယ်လို့သူကဆိုပါတယ်။လူတွေကသူတို့ဆန္ဒအတိုင်းခလေးထင်းကြောင်းပြုစု ဆောင်ရွက်တဲ့တာဝန်တွေကိုသိလျော်မြတ်တာအောင်ထိမ့်မိနိုင်ပြီးအလုပ်လဲလုပ်နိုင်အပန်းဖြေခြင်းကိုလည်းပျော်ရွှင်စွာဖြစ်သန်းနိုင်အနာယူနိုင်တဲ့အခြေအနေမျိုးကိုလည်းဖန်တီးနိုင်မယ်ဆိုအကောင်းဆုံးမလို့တက္ကအချီကမှတ်ချက်ပြပါတယ်။ဝက်လာကဘာအိတ်ဆက်ခြင်းတွေမှာထုတ်ပြန်ခဲ့တဲ့လေလာမှုအရဂျပန်နိုင်ငံသားတွေဟာရက်သက်တပတ်လောက်ရက်တွေမှာပြောင်းပြောင်း9နာရီ10မိနစ်သာအချိန်ရှိပြီး ဒါဟာနိုင်ငံတကာပြန်မြအိတ်ဆက်ချိန်နဲ့38မိနစ်ရောနေပြီအမေရိကန်ပြည်ထိုင်ပြည်သက်ဂျာမနီအီတလီနဲ့ကနေဒါနိုင်ငံတွေထက်ပိုမိုနည်းပါးနေတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။လောကမှာအစိုးရဘလောက်ကြုံကြုံကောင်းမှုဖြစ်လာတတာဟာလည်းကန့်တရားပါပဲ။ဒီဖြစ်စဉ်ကတော့ထိုင်းနိုင်ငံကစာတော့ဆိုင်တစ်ဆိုင်ကြောင်းပါထိုင်းနိုင်ငံမှာရေကြီးနေတဲ့စာတော့ဆိုင်မှာငားတွေနဲ့အတူသူတို့ချာစာတော့ကြသူတွေကတော်တော်လေးကိုနာမည်ကြီးနေပါလေ အခုတော့အဲ့ဒီစားတော့ဆိုင်မှာထူးခြားတဲ့တွေ့ကြုံကိုရဖို့စားသုံးသူတွေကတိုးဝှေ့လာနေပါလေ။ဒါကတော့ရေကြီးနေတဲ့ရေထဲထံပြီးအစားစားရတာဖြစ်ပါလေ။သူတို့ယူလာတဲ့အစာတွေကိုစိုင်းနဲ့လှုပ်ရှားသွားလာနေတဲ့ငါးတွေကစားတော့တရားကိုလည်းမြင်တွေ့နိုင်ပါလေ။အဲ့ဒီစာတော့ဆိုင်နဲ့ကလေးရှိတဲ့မြေရှင်တော်စတရက်ရှိပြီဖြစ်ပါလေဒီမြေကမ်းပြီးကစာတော့ဆိုင်ဟာအင်တာနက်မှာရေးပန်းစားတဲ့ဆိုင်မှာရေးရဲမှာထိုင်ရင်ဓပုံရိုက်ဖို့တော့မဟုတ်ငါးစာတွေပြပြပြီးငါးစာစားတဲ့မြေကိုဓပုံရိုက်ဖို့စိတ်အားထက်သန်သူတွေကိုဆွဲဆောင်နေပါလေ ရန်ကုန်မြို့ကနေ -10 လောက်ဝေးတဲ့နှခုံပထုံခရိုင်ကဖာကျစ်ဆိုတဲ့စောစောဆိုင်မှာမိသားစုတွေဟာဒိဋ္ဌိစာစာပြီးကလေးငယ်တွေကလည်းသူတို့ရဲ့ခြေတော်အောက်မှာလှုပ်ရှားသွားလာနေတဲ့မြင်ငါးတွေကိုစိတ်ဝင်စားကြည့်ရှုနေပါတယ်။ငါးတွေကသူတို့ပေါက်ညားမတော်မှာတိုးထွေထိခတ်နေပါတယ်။ဝင်းနေနေကတော့ရေထဲဆင်းတဲ့ဖက်နဲ့တွေကိုဆင်ပြီးငါးဟင်းတို့တော့မဟုတ်ကျက်စီထမင်းပကံတွေကိုတေးစကူးတစ်ဆက်တည်ပြုနေပါတယ်။ဖာကျစ်စောစောဆိုင်က130ကျော်ကျောင်းမိကမ်းမိမှာဖွင့်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လင်းလောက်ကပထမဆုံးရင်ဆိုင်ရင်ကြီးပြီးတော့သူ့ရင်ထဲမှာပျက်စီးသွားသလိုခံစားရပါတယ်။အဲ့တဲ့လုံးဝမလာတော့ဘူးလို့ထင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနောက်မှာငားတွေရှိတယ်ဆိုတော့ပြတဲ့ပုံတော့အဲ့တဲ့တယောက်က online မှာတင်တဲ့ခါလူအများကြီးရောက်လာတယ်လို့ဆိုပါတယ်။ရေကြီးမှုကြောင့်သူမလုံငန်းဟာပိုတိုးတက်လာပြီးနေစဉ်အမြောက်ငွေဟာပတ်တပေါင်းကနေပတ်နှစ်ပေါင်းလောက်ထိကိုနှစ်ဆတိုးလာပါတယ်။အသက်29နှစ်ရွယ်အဲ့ဒီခင်ဗျာနေထိုင်သူကတော့သူ့ခင်မုန်းတဲ့တာဖြစ်သူတွေနဲ့တွေ့ရောက်ရှိလာပါတယ်။ဒီအကြောင်းကြကြချင်းလာဖို့စိတ်မထဲနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ကောင်းတယ်လို့ထင်တယ်ဘာလို့လဲကလေးတွေကိုဒီကိုခေါ်လာလို့ရတယ်ကလေးတွေကငားတွေအမြင်နဲ့ကအစားတောင်းနေတာနဲသွားတယ်လို့ဆိုပါတယ်ထိုင်းမှာငားတွေဒီလိုတက်တာကိုမြင်နေတဲ့နေရာဆိုဒီတင်ရာပဲရှိမယ်လို့ထင်ပါတယ်အသက်63နှစ်အရွယ်ဘဲလာဝင်းဒီဆိုတဲ့မျိုးသမီးကတော့သူ့ခြေထောက်ကိုငားတွေကကိုက်တာခံစားခြင်းလို့ဒီဆိုင်ကိုလာတာလို့ဆိုပါတယ်ဒီဇမလာကုန်းနဲ့မုတ်တုံရာသီနောက်ပိုင်းမှာရေမင်းနဲ့ပြင်းတဲ့နေမှာဖြစ်လို့ဖာကျစ်သောသောဆိုင်ဟာ နောက်ထပ်ရတ္တပတ်အနေငယ်တော့ရေကြီးမှုတန်ခံရရအောင်မှာဖြစ်ပါတယ်ရည်ကြီးမှုကြောင့်ဖာကျစ်ဆိုင်အတွက်ထူးခြားတဲ့ကြိုးကျစုရရှိခဲ့ပေမဲ့ထိုင်းနိုင်ငံရဲ့တခြားဒေသတွေမှာတော့ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ပါတယ်။